မိတ်ဆွေတို့ရဲ့ X လို့နာကျင်စရာတွေပေးတဲ့အစ်ပေး ဩစတြေးလျနဲ့မလေးရှားနိုင်ငံကမိုးသစ်တော်တွေမှာအများဆုံးတွေ့ရတဲ့တဲ့ဂျင်ဘီဂျင်ဘီဆိုတဲ့အပင်ဟာကဘာပေါ်ကအနာကျင်စီဆုံးအပင်လို့သတ်မှတ်ထားတဲ့အတွက်မိတ်ဆွေတို့ရဲ့ X လို့နာကျင်စရာတွေပေးနေပါတယ်။သူ့ရဲ့အလွန်နာကျင်စီနိုင်တဲ့အစွမ်းကြောင့် suicide plan လို့လည်းအမည်ပေးထားပြီးဒီအပင်ကိုထိမိရင်ဘယ်လိုနာကျင်လဲဆိုတာစိတ်ကူးကြည့်ရုံနဲ့စက်သိမ်းထားစရာပါ။ဂျင်ဘီဂျင်ဘီအပင်ဟာအများအပြားချုံပင်လိုပုံစံရှိပြီး1မီတာကနေ3မီတာထိမြင့်တက်ပါတယ်။သူ့ရဲ့အရွယ်တွေပင်စီနဲ့အသေးတွေမှာ အမွေးနုတသေးလေးတွေအများကြီးဖုံးလွှမ်းနေပြီးအဲ့ဒီအမွေးနုလေးတွေဟာအစိတ်အတောက်တွေပါဝင်ကအရှိပြားကိုထိမိရတဲ့ထိုးပေါက်ဝင်ရောက်သွားနိုင်ပါတယ်။ထိမိရတဲ့နာကျင်မှုကချက်ချင်းစတင်လာကြောက်တချို့ကမီးမှုနဲ့တိုက်ခိုက်ရသလိုဒါမှမဟုတ်လျှင်စင်းလျှော့တိုက်ခိုက်ရသလိုနာကျင်တယ်လို့ဆိုကြပါတယ်။ဒီနာကျင်မှုကတရက်နှစ်ရက်ထဲမဟုတ်ပဲရက်သက်တပတ်တွေတစ်ခါတရံလပေါင်းများစွာအထိအောင်ခံစားရနိုင်ပါတယ်။ နာကျင်မှုအပြင်ကမှ အရေးပြားတွေရောင်ရမ်းလာတာအနေဆက်တွေထွက်လာတာမျိုးတွေလည်းဖြစ်တတ်တာမို့ဒီအပင်နဲ့ထိမိတာမျိုးမဖြစ်အောင်တတိထားဖို့အလွန်ရေးကြည့်ပါတယ်။ဖက်ရားနဲ့ပုံစံတူလို့ဖက်ရားပင်လို့ပြပြောကြတော့မယ်ဆိုတာကြိုသိလို့သူသူချူပြောပြထားပါမယ်။ဖက်ရားပင်တော့မဟုတ်ပါဘူးရှင်။ဒီနိုင်ငံမှာဒီမျိုးစိတ်ကမရှိအောင်လို့မိတ်ဆွေတို့ကတော့စိတ်ပူဖို့မလိုအပ်ပါဘူး။အဆုံးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။